မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မချမ်းမောင်းမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အာနာသိန်းစစ်ခွေးတပ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေအထိနာကထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ23ရက်နေ့ကမချမ်းမောင်းမြို့နယ်ရှန်ခချောင်းနယ်ခံကားရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် ပြည်သူစစ်နဲ့စစ်ခွေးတွေပေါင်းပြီးမှလှုပ်ရှားလာတာပါကျွန်တော်တို့ရဲ့ထိတွေ့မှုဖြစ်တာအဲ့ဒီမှာသူတို့တွေအကြဆုံးများပြီးတော့အရှင်ဖမ်းခံရတာတွေလည်းရှိတယ်စစ်ခွေးတွေထွက်ပြေးသွားရတယ်ဆက်လက်ပြီးတော့ရှေ့ဆက်တိုးရင်သူတို့ရဲ့စခန်းအသေးတစ်ခုကိုပြန်သိမ်းပိုက်ရရှိထားတာရှိတယ် ထန်ကားရွာနာကပြည်သူစစ်နဲ့စစ်ခွဲပူးပေါင်းစခန်းအသေးလေးပေါ်လို့ကချင်းစည်ရေးသတင်းရင်းမြစ်တို့ကပြောပါရယ်အဲ့ဒီတိုက်ပွဲမှာပြည်သူစစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာမချမ်းဘောမျိုးဘက်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါရယ်တခြားသတင်းရင်းမြစ်ကလည်းပြည်သူစစ်တွေနဲ့မင်းအောင်လိုင်းအဖွဲ့တွေတပ်မဟာတက်တိုက်ရင်ခွန်နေရာဘက်မှာဒီကောင်တွေစစ်ကြောင်းထိုးတာစစ်ကြောင်းထိုးတဲ့အချိန်မှာ KIA တွေကကြားဖြတ်ပြီးတော့တိုက်ခိုက်တာ ဖြတ်တိုက်လို့ဒီကောင်တွေစစ်ခွေးတွေအထိနာပြီးထွက်ပြေးသွားတယ်လို့ပြောပါတယ်မချမ်းဘောတိုက်ပွဲရုတ်တံနဲ့ဓပုံမှတ်တမ်းတွေကိုလူမှုကွန်ရက်ပေါ်မှာဒီကနေ့တွေ့နေရပြီးတော့စစ်ခွေးတပ်ပူးပေါင်းတပ်ကကြံခဲ့တဲ့လက်နက်ခဲယမ်းနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းရုတ်တံဖိုင်မှာတွေ့နေရပါတယ် KI ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ခွေးတပ်တို့ဟာဗမော်ဝိုင်းမော်နဲ့ဖားကန့်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်မချမ်းဘောတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ KI ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ရွာကြီးရွာညောင်မေရွာလမ်းပိုင်းမှာကြေးရွာတွေကိုမီးရှို့နေတဲ့တီတာရုံမပြူစောထိအဖွဲ့ကိုဂျားဖြတ်တိုက်ခတ်ရအောင်အကြမ်းဖက်စစ်ခွေးတွေဘက်က15ဦးထဲမှနေတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ၁၀ရက်နေမှာမြင်းကြံမြို့နယ်အတွင်းမှာရှိတဲ့ရွာကြီးရွာညောင်ပင်ရွာလမ်းပိုင်းမှာပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ပြီးတော့စစ်ကြောင်းထုံးနေတယ်။တီရာရုံမော်ပြူစောတိအဖွဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတီရာရုံမော်ပြူစောတိအဖွဲ့စစ်ကြောင်းက အကြမ်းဖက်စစ်ခွေးနဲ့ပြူစောတီ15កောင်ထက်မင်းသေးဆုံးခဲ့ပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။မြင်းညာရွာကြီးရွာညောင်မင်းရွာလမ်းမိုင်းမှာခြေရွာတွေကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်နေအိမ်တွေကိုလိုက်ပြီးမီးရှို့နေတဲ့တီတာယူမွန်တို့ပြူစောတီအဖွဲ့စစ်ကြောင်းကိုကျွန်တော်တို့တွေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးနဲ့ပြူစောတီ15កောင်ထက်မင်းသေးဆုံးသွားတယ်လို့ပြည်သူကျယ်တပွင့်တပ်ဖွဲ့ကဘုံမိုက်ခဲကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုပြည်သူကျယ်တပွင့်တပ်ဖွဲ့ကဦးဆောင်ပြီးတော့ MGN Danger င်းတမိုင်းနဲ့မြင်းညာပကဖတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဝန်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့၁၀နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားမှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအခုလိုပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။လာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစတင်ပြီးတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ကြောင်းဒါပေမဲ့ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ကြောင်းပထမအဆင့်အနေ နေနဲ့မြို့နယ်ပေါင်း102မြို့နယ်မှာရွေးကောက်ပွဲပြုလုပ်ကျင်းပမှာဖြစ်ပြီးတော့ဒုတိယအဆင့်မှာမြို့နယ်ပေါင်း100မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်တတိယအဆင့်မှာတော့ကြံရှင်းနေတဲ့မြို့နယ်များမှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောပါတယ် ရာနှုံးပြေမရဘူးဆိုတာကျွန်တော်ချိုးတင်ဝန်ခံထားပါတယ်။ရာနှုံးပြေကတော့ရွေးကောက်ပွဲ၃ရက်စလုံးမှာလဲရာနှုံးပြေမလုံနိုင်ခဲ့ပါဘူး။အကြောင်းမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်းနောင်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာကိုလည်းပြောချင်ပါတယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီက60လေလောင်း9000ကျော်ကစီးရင်ပေးသွင်းထားပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ 6ပါတီကရှင်ပြိုင်မှာဖြစ်ကအဲ့ဒီပါတီတွေမှာကျန်းဖို့ပါတီကကိုယ်စားလှယ်အရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုတန်ရွှေချင်းမြို့နယ်မှာရှိတဲ့ကြီးရွာ၃ရွာကိုအချမ်းဘတ်စစ်ခွေးတပ်ကလေရင်နဲ့ပေါင်900ဘုံ24လုံးကျဲချတိုက်ခိုက်ရာပြည်သူတအုပ်တေဆုံးပြီးဘုံကြီးကျောင်းနဲ့စာတင်ကျောင်းများပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ၈ရက်နေ့မနက်10:20မိနစ်ခန့်မှာရွှေကျင်မြို့နယ်အတွင်းမှာရှိတဲ့ကွင်းတလကြီးရွာမြောင်မင်ကြီးရွာနဲ့တက်ကဲကုန်းရွာအနီးတစ်ဝိုက်ကိုအချက်ပတ်စစ်ခွေးတပ်က Jet Fighter နဲ့ဆက်နက်ကြိမ်ပေါင်900ဘုံ24လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချက်ပတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကွင်းတလလေးရွာကအသက်18နှစ်အရွယ်မခင်စပယ်ဦးတေဆုံးခဲ့ပြီးတော့အသက်30အရွယ်မောင်စင်မင်းအောင်နဲ့တက်ကဲကုန်းကြီးရွာကိုစစ်ပေးရှောင်ရန်ရောက်ရှိနေတဲ့ ကွင်းနလာလေးရွာကအသက်59နှစ်အရွယ်ဒေါ်မွေးလဲထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါဗျ။ဒါအပြင်လေးချောင်းတက်ခတ်မှုကြောင့်ပြည်သူဝန်နေအိမ်နှလုံးညောင်မင်းကြီးရွာကဖုန်ကြီးချောင်းတစ်ချောင်းမင်္ဂလာကုန်းကြီးရွာကဖုန်ကြီးချောင်းတစ်ချောင်းနဲ့တက်ကယ်ကုန်းကြီးရွာကစာတင်ချောင်းတစ်ချောင်းလဲထိမှန်ပြစီးသွားတယ်လို့ပြောပါဗျ။အချက်ဖတ်စစ်ခွေးတက်ဟာ၎င်းတို့အာနာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့အုပ်ချုပ်ရာနယ်မြေများအတွင်အတူရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီးတော့၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများအတွင်မှာရှိတဲ့ပြည်သူများကိုအကြောက်တရားဖြစ်ပေါ်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းပောက်ခေါင်းမြို့နယ်နဲ့မကွေတိုင်းအောင်လံမြို့နယ်အဆက်ကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ14ရက်နေ့ည9:00နာရီကျော်ခန့်ကစတင်ပြီးတော့အချမ်းမစစ်ခွေးတိုက်ရဲ့ Jet Fighter ကပေါက်ခေါင်းမြို့နယ်နဲ့အောင်လံမြို့နယ်အဆက်မှာရှိတဲ့မြေနဲ့တောင်အနီးတဝိုက်နဲ့ရွှေလောင်စမ်းမကြီးရွာအနီးကိုဘုံးဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းမစစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲဂျေးရွာနေပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။14ရက်နေ့ညပိုင်းကပေါက်ခေါင်းနဲ့အောင်လံမြို့နယ်အဆက်ကိုစစ်ခွေးတွေကလေရင်နဲ့ဘုံးကျဲတိုက်ခိုက်သွားတာ သုံးချိန်ဘုံကျဲတိုက်ခိုက်သွားပါတယ်ပြည်သူတွေထိခိုက်မှုတရင်တော့မကြမိသေးဘူးပြည်သူတွေကဘုံထပ်ပြီးတော့လာကျဲမှာကိုစိုးရင်လို့အကုန်လုံးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲဩဂတ်စ19ရက်နေ့ကလည်းပေါကောင်းမြို့နယ်ကြောက်ပြင်သာရွာနဲ့ဖလန်မင်းရွာကိုအချက်မဲ့စစ်တပ်ကစက်တပ်၄ထိ၄စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောက်ပြင်သာရွာကတားအဖဖြစ်သူအသက်38နှစ်အရွယ် ဦးသိန်းစော်နဲ့အသက်၁၀နှစ်အရွယ်မောင်တပ်ပိုင်စော်တို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့ပြည်သူလေးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာသခိုင်းမြို့နယ်မှာစစ်မှုထမ်းတပ်သားတဲ့တအူးအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ10ရက်နေ့မှာသခိုင်းမြို့တပ်မ33ကနေစစ်မှုထမ်းတပ်သားတဲ့တအူးဟာ Wallet Informational Network အဖွဲ့ထံကိုချိတ်ဆက်လာတဲ့အတွက်သခိုင်းမြို့နယ်နေမြေကန် Unicorn ပျောက်ကြားတပ်ဖွဲ့ UGF အဖွဲ့ရဲ့အကူအညီနဲ့တွားရောက်ခေါ်ဆောင်ပေးခဲ့ပြီးတော့ရွှေဘို District Battalion 23ထံမှာခိတ္တထိမ့်သိမ်းထားတယ်လို့သိရပါတယ်။အဲဒီနောက်အော်တိုဘာလ73ရက်နေ့မှာသက်ဆိုင်ရာရဲကြီးပတ်ကဖနဲ့မိသားစုများထံကိုလွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့သိရပါတယ်။အဲဒီစစ်မှုထမ်းတပ်သားတဲ့ဟာနှလားပိုင်းမှာရွာကမိသားစုတွေရဲ့အခက်အခဲ ဲကြောင့်အလုံးလုံးဖို့အတွက်မန္တလေးမြို့ပေါ်ကိုသွားတဲ့အချိန်မှာအချမ်းမစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလို့ဖမ်းဆီးပြီးတဲ့နောက်တောင်တွင်းကြီးမြို့ဘက်ကိုပို့ဆောင်ပြီးတော့စစ်တင်နန်းဆင်းပြီး9လကန်အကြာမှာတပ်မ33ထံကိုပြန်လည်ပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။ လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ဟာမြို့ပေါ်မှာပါအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခြင်းများကိုပြစ်လုံနေတဲ့အတော့ပြည်သူများသတိပြုပြီးတော့သွာလာနေထိုင်ကြရန်နဲ့အကြမ်းဖက်စစ်ကောင်စီတပ်ထဲမှာရောက်ရှိနေတဲ့တပ်သားများစစ်ဗိုလ်တန်းတပ်သားများဟာလည်းအလင်းဝင်ရောက်ကြဖို့အတွက်တော်လိုင်းတပ်ဖွဲ့များကဖိတ်ခေါ်ထားပါတယ်အလားတူပဲမန္တလေးတိုင်းညောင်ဦးမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်ဗိုလ်တန်းတပ်သားတဲ့တအူးအလင်းဝင်ရောက်ခဲ့တယ်လို့ဂရုတာ Secret Force အဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ15ရက်နေ့မှာညောင်ဦးမြို့နယ်အတွင်းအကြမ်းဖက်ဆက်တပ်ကဘော်ဒါဆွဲဖမ်းဆီးထားတဲ့စစ်မှုရေးတပ်သားတအုပ်ဟာတနက်ကိုယူဆောင်လာခြင်းမရှိဘဲ Garuda Secret Force အဖွဲ့ထံကိုအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့လည်းအကြမ်းဆက်တက်ကပြုလုပ်ကျင်းပနေတဲ့ပျော်ပွဲရှင်ပွဲများကိုသွာလာခြင်းမပြုကြရန် Garuda Secret Force အဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းအားကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ